မင်္ဂလာနံနက်ခင်းပါရှင်11ရုပ်တန်ရဲ့ match လ18ရက်နေ့နံနက်ခင်းသတင်းဒါရိုက်ထုတ်လွှင့်မှုစတင်ပေးပါရမယ်ဒီကနေ့နံနက်ခင်းမှာတင်ဆက်ပေးမယ့်သတင်းတွေကဗီဇာလျှောက်ထားသူများပြားသဖြင့် AB တရမဆာ၍ online booking ယူပြီးမှသာလာရောက်လျှောက်ထားကြရန်ဂျပန်တန်ယုံထုတ်ပြန်ဆိုတဲ့သတင်းအင်းလေခရမ်းကျင်သည့်တပိတ်တာချက်150ထိကျဆင်းကကျုံမျောဆိုင်တောင်သူများအရှုံးပေါ်ဆိုတဲ့သတင်း VOA သတင်းဌာန၏ညွှန်ကြားရေးမှူးအပါအဝင်ဝန်ထမ်း1300ကျော်ခွင့်ပေးခံရဆိုတဲ့သတင်းဥရောပဝိုင်းများနှင့်အရက်များကို စီးကြခွန်ရာဂိုင်းနှုန်း200ကောက်ခံမည်ဟုတမရဒေါ်နယ်ထရပ်ချင်းချောက်ဆိုတဲ့သတင်း Heavyweight တန်ကပတ်3ခု Champion ယူကရိန်းလက်ဝဲသမားဥစစ်အားနယူးဇီလန်လက်ဝဲသမားပါကာနှင့်ထိုးသက်ရန် WPO ညွှန်ကြားဆိုတဲ့သတင်းစားတဲ့သတင်းကိုတင်ဆက်ပေးပါပါဥဆောင်တဲ့နေနေ ဗီဇာလျှောက်ထားသူများပြားသဖြင့် AB တရမဆာ၍ online booking ယူပြီးမှသာ လာရောက်လျှောက်ထားကြရန်ဂျပန်တန်ယုံထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗီဇာလျှောက်ထားသူများပြားတာကြောင့် AB လတရက်ကစပြီး online booking ယူပြီးမှသာလာရောက်လျှောက်ထားဖို့ရန်ကုန်မြို့မှာရှိတဲ့ဂျပန်တန်ယုံကထုတ်ပြန်ပါတယ်။ဂျပန်တယုံမှာဗီဇာလျှောက်ထားရမှာအဆင်ပြေချုံးမွေစွာဆောင်ရွက်နိုင်ဖို့လျှောက်ထားသူတွေအလုံးထံကပိုးပေါင်းကူညီမှုကိုရရှိပေမဲ့လျှောက်ထားသူအရေအတွက်ဆက်လက်များပြားလျက်ရှိကြောင်း ဒါကြောင့်ရှောက်ထားမှုတွေကိုပုံမအဆင်ပြေချုံးမွေ့စွာလက်ခံဆောင်ရွက်နိုင်ဖို့အတွက်ဧပြီလ၁ရက်ကစတင်ပြီးအွန်လိုင်းပိုကင်စနစ်အသစ်ကိုအသုံးပြုသွားမှာဖြစ်ကြောင်းဒါကြောင့်ဂျပန်တရုံမှာဗီဇာရှောက်ထားလိုပါကအွန်လိုင်းပိုကင်ကိုကြိုတင်ရယူပြီးမှသာလှရောက်ရှောက်ထားနိုင်မှာဖြစ်ကြောင်းဂျပန်တရုံကထုတ်ပြန်ပါတယ်။ ဒါပြင်ခီးသွားကုမ္ပဏီတွေအလုပ်သမားအေဂျင်စီတွေနဲ့ဂျပန်စာသင်တန်းကျောင်းတွေစတဲ့အဖွဲ့လိုက်ရှောက်ထားတာတွေနဲ့ပတ်သက်ပြီးဂျပန်တယုံမှာကိုယ်စားလှယ်ရှောက်ထားခွင့်အဖွဲ့အစည်းအဖြစ်မှတ်ပုံတင်ထားပြီးတဲ့ကုမ္ပဏီဒါမှမဟုတ်အဖွဲ့အစည်းတွေထံကအီးမေးလ်ကနေတဆင့်ကိုပိုင်အသုံးပြုနိုင်တဲ့ URN ကိုမေးပို့ပေးမှာဖြစ်ကြောင်းအဆိုပါ URN ကနေတဆင့်ကြိုတင်ဖို့ကင်ရယူနိုင်ကြောင်းဆက်လက်ပြီးဗီဇာလျှောက်ထားသူတွေအနေနဲ့ပို့ပေါင်းကူညီနိုင်ဖို့မြစ်တာရက်ခံကြောင်းရန်ကုန်မြို့မှာရှိတဲ့ဂျပန်တန်ယုံကထုတ်ပြန်ထားပါတယ် ရန်ကုန်မြို့မှာရှိတဲ့ထိုင်းတန်ယုံမှာလည်းဗီဇာလျှောက်ထားသူများပြတဲ့အတွက်အွန်လိုင်းဘွတ်ကင်ရယူပေးမှသာလျှောက်ထားဖို့ပြီးခဲ့တဲ့နှစ်ခရဲကရန်ကုန်မြို့မှာရှိတဲ့ထိုင်းတန်ယုံကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးအင်းလေးခရဲချီသည့်တပိတ်တာ750အထိကျဆင်းကကျုံမြော့စိုက်တောင်သူများအရှုံးပေါ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးကန်ဒေသထွက်ခရမ်းချီသည့်တပိတ်တာကြက်150အထိကျဆင်းပြီးဝယ်ယူသူမရှိဖြစ်နေတာကြောင့် ကျုံမျိုးစိုက်တောင်သူတွေအယုံပေါ်နေတယ်လို့သိရပါဗျ။ 2024ခုနှစ်အောက်တိုဘာနဲ့နိုဝင်ဘာလမှာခရမ်းကျင်တီးရှားပါရာကြောင့်စံချိန်တင်ဈေးနှုန်းမြင့်တက်ခဲ့ပြီးဒဇမလမှာပြည်လဲဈေးနှုန်းကျဆင်းခဲ့တယ်လို့သိရပါတယ်။ဒီလိုခရမ်းကျင်တီးဈေးနှုန်းကျဆင်းခဲ့ရာ2025ခုနှစ်မလအထိဈေးနှုန်းဆက်လက်ကျဆင်းနေတာကြောင့်သုံးလကျော်ကြာမြင့်ပြီဖြစ်တယ်လို့ကျွန်းမြော့ site တောင်သူတွေကပြောပါရယ်။အင်းလိကန်ခရမ်းကျင်တီဈေးနှုန်းဟာတပိတ္တာကိုငွေကျပ်150ပိတ္တာ30ပါဝင်တဲ့ခရမ်းကျင်တီသတင်းကိုငွေကျပ်4500နှုန်းခန့်သာပေါက်ဈေးရပြီးဝယ်ယူသူနေပါတယ်လို့သိရပါရယ်။ အင်းလေးကန်ခရမ်းကျင်သည့်ဈေးကွက်တော့ပြတ်ပါပြီလို့ပြောလို့ရတယ်။150ကျပ်ကိုဝယ်သူမရှိဘူး။တချို့ဆိုမခိုးတော့ပဲဒီတိုင်းပြစ်ထားလိုက်တယ်။လဝါကတော့မရကြဘူးတအားရှုံနေလို့မိုင်းတောက်ကကျွမျောဆိုင်တောင်သူတို့ကဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလိုမျိုးဒေသတွေမှာအဝယ်လိုက်ပေမဲ့လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့်တင်ဖို့ရောင်းချခွင့်မရတဲ့အတွက်အသီးဝယ်လက်ပုံမရှားပါလာတာဖြစ်ကြောင်းပွဲရုံတွေကဆိုပါတယ်။လက်ရှိအချိန်မှာရန်ကုန်မန္တလေးတွေကိုအနှင်းငယ်သာတင်ဖို့ရောင်းချရပြီးရသမျှဈေးနှုန်းနဲ့သာရောင်းနေရတယ်လို့သိရပါဗျ။ 2025ဧပြီလဒကြံကာလအရှိပိုင်းခရမ်းခြေတီအရောက်ဝယ်ပြက်လဲကောင်းမွန်လာစေဖို့မျှော်လင့်ချက်ရှိတယ်လို့ကျောမြို့ဆိုင်တောင်သူတွေကဆိုပါတယ်။ခရမ်းခြေတီဈေးကွက်ဟာလာမယ့်ဩဂုတ်လအတွင်းပြက်လဲဈေးတက်လာနိုင်တယ်လို့အောင်ပန်းကုံစိန်ပွဲရုံကသုံးသပ်ထားပါတယ်။ဆက်လက်ပြီး VOA သတင်းဌာန၏ညွှန်ကြားရေးမှူးအပါဝင်ဝန်ထမ်း1300ကျော်ခွင့်ပေးခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ VOA သတင်းဌာနရဲ့ညွှန်ကြားရေးမှူးအပါအဝင်ဝန်ထမ်း1300ကျော်ခွင့်ပေးခံရတယ်လို့သိရပါဗျ။ ဖီအိုရဲ့ညွှန်ကြားမှုက Voice of America ရဲ့ဝန်ထမ်းအားလုံးတွေပါ Channelist များထုတ်လုပ်သူများနဲ့ပံမိုးကူညီရေးဝန်ထမ်း1300ကျော်ကိုစီမံခန့်ခွဲရေးကခွင့်ရချထားကြောင်းဒီကနေ့မနက်မှသိရှိခဲ့ရပါတယ်လို့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။83နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်အမေရိကန်အသံနှုတ်ဆက်သွားတဲ့အတွက်အလွန်ဝမ်းနည်းမိတယ်လို့ညွှန်ကြားရေးမှူးကဆက်လက်ရေးသားထားပါတယ်။ Voice of America ဟာနှစ်ပေါင်း80ကျော်ကြာကွန်မြူနီဝါဒ၊ဖက်စစ်ဝါဒကိုတိုက်ဖျက်ဖို့နဲ့ကမ္ဘာတဝန်းလုံးမှာရှိတဲ့လွတ်လပ်ရေးနဲ့ဒီမိုကရေစီရေးတိုက်ပွဲတွေမှာမရှိမဖြစ်အခမ်းအကဏ္ဍကနေပါဝင်ခဲ့ပြီးအမေရိကန်ပြည်ထောင်စုအတွက်အဖို့မဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်ပြီးဘာသာစကား48မျိုးနဲ့အပတ်စဉ်လူသန်း360ကျော်ထံတရင်အချက်လက်တွေရောက်ရှိနေတယ်လို့ညွှန်ကြားရေး မှုကဆက်လက်ရေးသားထားပါတယ်။ အမေရိကန်ပြည်ထောင်စုကမ္ဘာသတင်းမီဒီယာအေဂျင်စီ USAG အမည်ထောက်ပံ့မှုနဲ့ BOA RFA အပါအဝင်လုပ်ငန်း6ခုမှာလုပ်ငန်းတွေလည်ပတ်နေတာဖြစ်ပါတယ်။ဒီလိုလည်ပတ်နေတဲ့အပေါ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမလ15ရက်မနက်မှာတားဆီးတဲ့အမိန့်ကိုအတည်ပြုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်ရဲ့သမ္မတအမိန့်ပြန်တမ်းမှာ USAG M အပါအဝင် ပြရိုက်တွေအိုမဲအမေရိကန်အကူအညီပေးရင်တိုင်းရင်းသားလူနည်းစုပိုင်းစီးပွားရေးလုပ်ငန်းတွေဖွံ့ဖြိုးရေးအဆရှိတဲ့အဖွဲ့အစည်း6ခုကိုဥပဒေအရခွင့်ပြုနိုင်တဲ့အမြင့်ဆုံးအတိုင်းအတာအထိလ ုပ်ငန်းတွေရပ်ဆဲဖို့ညွှန်ကြားထားပါတယ်။ဥရောပဝိုင်းများနဲ့အရက်များကိုစီးချက်ခွန်ရာဂိုင်နှုတ်200ကောက်မီဟုတမရဒေါ်နယ်ထရက်ချင်းချောက်ဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ American Top Whiskey ကိုဥရောပသမဂ EU အဖွဲ့ဝင်နိုင်ငံတွေကအခွန်စီးချက်ဖို့စီစဉ်ထားတာကိုလက်တော့ပြန်တဲ့အနေနဲ့အဆိုပါနိုင်ငံတွေရဲ့ ဝိုင်းရှမ်ပိန်းအခြားယမကာတို့ကို စီချက်ခု200ရာခိုင်နှုန်းကောက်ဖို့မလ23ရက်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကချိန်ချောက်ခဲ့ပါတယ်ထရမ့်ဟာသမ္မတဖြစ်လာကြတဲ့ကပြိုင်ဘက်တွေမိဖက်နိုင်ငံတွေကိုကုန်သွယ်ရေးစစ်ပွဲဆင်နွှဲခဲ့ပါတယ်။အမေရိကန်ကုန်စည်ဒေါ်လာ28ဘီလီယံကိုဧပြီလကစတင်ပြီးအစင်းလိုက်အခွန်စည်းကျက်သွားမဲ့အစီအစဉ်ကို EU ကထုတ်ပြန်လိုက်ပြီးတဲ့နောက်ထရမ့်ရဲ့အထက်ပါချိန်ချောက်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။အမေရိကန်ဝီစကီကိုစည်းကျက်ခွန်90ရာခိုင်နှုန်းကောက်ခံမဲ့ EU အစီအမံတွေဟာ မလ12ရက်မှာစတင်တက်ရောက်ခဲ့တဲ့ steel နဲ့ aluminum အသွင်းကုန်တွေအပေါ် Trump ရဲ့အခွန်စည်းကြမ်းမှုတွေကိုလက်တော့ပြန်တာဖြစ်ပါတယ်။ဒီအခွန်ကိုချက်ချင်းမပေးဖြတ်ဘူးဆိုရင်အမေရိကန်ဟာပြင်သစ်နဲ့တခြား EU ကိုစားပြုနိုင်ငံတွေကလာတဲ့ဝိုင်းတွေ၊ရှမ်ပိန်တွေ၊ရမကာတွေကို200ရာခိုင်နှုန်းအခွန်စည်းကြက်သွားမှာဖြစ်ပါတယ်လို့ Trump က၎င်းရဲ့ Truth Social မှာ post တင်ခဲ့ပါတယ်။ဒီသတင်းတွေကြောင့်ကမ္ဘာ stock ဈေးကွက်တွေမှာ stock ဈေးတွေတိတိတသားကျဆင်းခဲ့ပါတယ်။နောက်ဆုံးသတင်းပုံအနေနဲ့ ဟဲဘီဝိတ်တန်ကပတ်3ခုချန်ပီယံယူကရိန်းလက်ဝဲသမားဦးစစ်အားနယူးဇီလန်လက်ဝဲသမားပါကာနှင့်ထိုးသက်ရန် WBO ညွှန်ကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဟဲဘီဝိတ်တန်ကပတ်3ခုချန်ပီယံယူကရိန်းလက်ဝဲသမားအိုလက်ဇန်ဒရာဦးစစ်ကိုနယူးဇီလန်လက်ဝဲသမားဂျိုးဆပ်ပါကာနှင့်ထိုးသက်ဖို့ WBO ကညွှန်ကြားထားတယ်လို့သိရပါတယ်။38နှစ်အရွယ်ဦးစင်ဟာပြီးခဲ့တဲ့ဒသမမှာဗြိတိန်လက်ဝဲသမားတိုင်ဆန်ဖျူရီကိုအမှတ်နဲ့အနိုင်ယူပြီး WBA စုပါ WBC နဲ့ WBO ချန်ပီယံကပတ်သုံးခုကာကွယ်နိုင်ခဲ့ပါတယ်။၎င်းဟာပြီးခဲ့တဲ့နှစ်မေလအတွင်း တိုင်ဆန်ဖြူရီနဲ့ပထမဝယ်ထိုးသက်ပြီးတဲ့နောက် WBA စုပါ WBC IBF WBO စတဲ့ချန်ပီယံကပတ်၄ခုစလုံးရရှိပြီးအငင်းပွားဝယ်မရှိ heavyweight တန်ချန်ပီယံအဖြစ်ရည်တည်နိုင်ခဲ့ပေမဲ့တိုင်ဆန်ဖြူရီနဲ့မကြေပွဲထိုးသက်ဖို့အတွက် IBF ချန်ပီယံကပတ်ကိုဆွန့်လွတ်ခဲ့တာကြောင့်ကပတ်၃ခုသာကျန်ရှိတာဖြစ်ပါတယ်။ဦးစင်းနဲ့ထိုးသက်ဖို့ညွှန်ကြားထားတဲ့33နှစ်အရွယ်ပါကားဟာ WBO heavyweight တန်ကြားဖြတ်ချန်ပီယံဖြစ်ပြီး WBO ချန်ပီယံကပတ်ကို2016ခုနှစ်ကနေ2018ခုနှစ်အထိ ထိရရှိခဲ့ပူပါရတယ်။ WBO ရဲ့ထုတ်ပြန်ချက်မှာဝေတန်းတစ်ခုကိုချန်ပီယံတဦးသာရှေ့ရမယ့်မူဝါဒအရချားဖြတ်ချန်ပီယံကပတ်ကိုရဆိုင်းရမှာဖြစ်တာကြောင့်ဦးစင်းနဲ့ပါကားတို့ရပ်ပေါင်း30အတွင်းဆွေးနွေးမှုလုပ်ဖို့အကြံပြုကြောင်းသဘောတူညီမှုမရဘဲပြက်ကွက်ပါကစီးမြင့်တွေနဲ့အညီဆက်လက်လှုပ်ဆောင်မှာဖြစ်ကြောင်းဖော်ပြထားပါတယ်။ဒါကြောင့်ဦးစစ်အနေနဲ့ IBF Champion Britain လက်ဝဲသမား Daniel Dubois နဲ့ ကမ္ဘာပေါင်းစည်းပွဲထိုးသက်ဖို့ဆွေးနွေးနေပေမဲ့ WBO ရဲ့ညွှန်ကြားမှုအရပါကာနဲ့ဆွေးနွေးမှုပြုလုပ်ရမှာဖြစ်ပြီးတကယ်လို့သဘောတူညီမှုမရပါကချန်ပီယံကမ္ဘာဆွန့်လွတ်ရပွဲရှိနေပါတယ်။ IBF ချန်ပီယံဒူဘွားဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းပါကာနဲ့ထိုးသက်ဖို့စီစဉ်ထားပေမဲ့လည်းကျန်းမာရေးအခြေအနေကြောင့်ပွဲချင်းပါဖို့ရပိုင်းအလိုမှနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ဦးစစ်ကလည်းဒူဘွားနဲ့ပါကာပွဲမတိုင်မီအဲ့ဒီပွဲကအနိုင်ရသူနဲ့ထိုးသက်မှာဖြစ်ကြောင်း လာမယ့်တစ်နှစ်ခွဲနှစ်နှစ်အတွင်းနှစ်ပွဲသာထပ်မံထိုးသက်မှာဖြစ်ကြောင်းပြောကြားထားပါတယ်။ဦးစင်ဟာခရူဇာဝေတန်းမှာလည်းချန်ပီယံကပတ်၄ခုစလုံးရရှိပြီးအငင်းပွားပွဲမရှိချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။11ရက်တည်းရဲ့ Matchla 18ရက်နေ့နာနေကင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေ။တာယာတဲ့နာနေကင်းလေးဖြစ်ကြပါသေးရှင်။